မင်းကင်းတဲ့တိုက်ပွဲမှာចောင်းသားတော်လန်ကြီးတက်တော် Student Revolution Force မှာသူစီတာဝန်ခံကြာဆုံးခဲ့စကိုင်းတိုင်းမင်းကင်းမြို့နယ်မအူကုန်းကြီးရွာမှာဖြစ်ပွားခဲ့တဲ့စေအူစုနဲ့တော်လန်ကြီးတက်တူကြားတိုက်ပွဲအတွင်းမှာចောင်းသားတော်လန်ကြီးတက်တော် SRF သူစီတာဝန်ခံရဲဘော်ဂျုံမင်းကြာဆုံးသွားခဲ့ရတာလေဖြစ်ပါတယ် ဆေယုစုတက်တွေဟာ2025ခုနှစ်မတ်လ9ရက်နေ့မှာမင်းကင်းမြို့ပေါ်ကနေမအူကုန်းကြီးွာကိုစစ်ကြောင်းထိုးဝင်ရောက်လာရမှာတော်လိုင်းအင်အားစုတွေနဲ့ရင်ဆိုင်တပ်ပွဲဖြစ်ပွားခဲ့ပြီးတပ်ပွဲအတွင်းចောင်းသားတော်လိုင်းတက်တော် SRF ဒေသနှင့်ဒုတိယစီရေးတာဝန်ခံအဖြစ်တာဝန်ထမ်းဆောင်နေတဲ့ဘူကြီးအောင်မင်းသူခေါ်ရဲဘော်ဂျုံမင်းကြာဆုံးတွားခဲ့ရတယ်ဖြစ်ပါတယ် ဲ့နေရာကပြူစောကြီးလောက်ရှိတာဆိုတော့မြို့ပေါ်ကနေဆင်းခဲ့တာထီထွေတိုက်ပွဲလို့သိရတယ်တိုက်ပွဲအတွင်းကြာဆုံးခဲ့တဲ့ SRF ဒေသနှင့်ဒုစီရေးတာဝန်ကဟာစစ်ကောင်စီကပြစ်ခတ်တဲ့တနက်ကြီးစံထိမှန်ကကြာဆုံးသွားခဲ့ရတယ်ဖြစ်ပါတယ်တပ်ပွဲမှာကြာဆုံးသွားခဲ့ရတဲ့ရဲဘော်ဂျူမင်းရဲ့ရုပ်အလောင်းကိုတော်လန်အင်အားစုတွေက ပြန်လည်တည်ယူနိုင်ခဲ့ပြီး2025ခုနှစ် မက်စလာကိုရန်နေမှာတပွဲရဲ့ဒိန်းချုံနေမိမှာဒါရီခန္ဓာကိုကျင်းပပြုတ်လုပေးခဲ့တာလည်းဖြစ်ပါတယ်။ရေဘော်ဂျိုမင်းကြာဆုံးခဲ့ရတဲ့ပတ်သက်ပြီးចောင်းသားတော်လည်းတက်တော် SRF ကရေဘော်ဂျိုမင်းရဲ့ကြာဆုံးမှုအတွက်မိသားစုနဲ့အတူထတ်တူထက်မြဝမ်းနေကြေကွဲရပါတယ်။ရေဘော်ဂျိုမင်းရဲ့ရေစွမ်းတက်သည့်ပေးဆက်မှုနဲ့စွန့်လွတ်အနစ်နာခံမှုတို့ကို ကျွန်တော်တို့ကျောင်းသားတော်လည်ရေးတက်တော် SRFG ရဲဘော်ရဲဘက်များအားလုံးမှာအစဉ်မြဲအမှတ်ရနေပြီဖြစ်သည်ရဲဘော်ဂျိုမင်းရဲ့တာဝန်များကိုလည်းကျွန်တော်တို့ကြံရှိတဲ့ရဲဘော်ရဲဘက်များကတာဝန်ယူထမ်းဆောင်တော်ပါမည်ဒီတာဝန်တွေကိုထားခဲ့ပါတော့ရဲဘော်အေဂျင့်စွာ အနာယူနစ်ပါတော့လို့ကျောင်းသားတော်လည်ရေးတက်တော် SRF ကဝန်ထမ်းကြောင်းထုတ်ပြန်ထားကြရလဲဖြစ်ပါတယ် ဝန်ထမ်းနှမျောစရာကောင်းလာတဲ့ရဲဘော်တယောက်ကိုဆုံရှုံခဲ့ရတာဖြစ်ပါတယ်။ဒီလိုဆုံရှုံမှုတွေကိုကျွန်တော်တို့ထပ်ပြီးမမြင်ကျင်တော့ပါဘူး။ဒီလိုမျိုးဆုံရှုံမှုတွေအတွက်လည်းကျွန်တော်တို့အားလုံးမှာတာဝန်ရှိပါတယ်။ကျွန်တော်တို့မျိုးဒေါ်လင်းမှာတီးထပ်ပူပြီးပါဝင်ပြီးတီးထပ်ပူပြီးမြေပြင်ကရဲဘော်တွေကိုထောက်ပံ့နိုင်ခဲ့ရင်ဒီလိုဆုံရှုံရမှုတွေဖြစ်လာမှာမဟုတ်ပါဘူး။အဲ့ဒီအတွက်ကြောင့်ဒီလိုတန်မိုးရှိတဲ့အသက်တွေကြာဆုံးရတိုင်း ီလိုတန်ဖိုးရှိတဲ့ရဲဘော်တွေကြာဆုံးရတိုင်းကျွန်တော်တို့အင်မတန်ဝမ်းနည်းကြေကွဲရပါတယ်ကျွန်တော်တို့ကလည်းရဲဘော်တို့ဟာမြေပြင်မှာတိုက်ပွဲဝင်နေကြတဲ့ရဲဘော်တွေဖြစ်တဲ့ကြောင်းကျွန်တော်တို့နဲ့အတူပြည်သူလူထုအားလုံးကလည်းမြို့တော်တိုင်းမှာရရနေရာတွေကနေနောက်ကနေအမြဲတမ်းပံ့ပိုးထောက်ပံ့နေကြဖို့လိုအပ်ပါတယ်။ဗတ်စစ်အကြံဖက်စစ်တပ်ကိုတွန်းလှန်တိုက်ခိုက်ရင်း မင်းကြီးမျိုးနဲ့တိုင်ပွဲမှာမြင့်မြတ်စွာအသက်ပေးသူကြဆုံသွားခဲ့ရတဲ့ចောင်းသားတော်လိုင်းရေးတက်တော်မှာဘူကြီးအောင်မင်းသူခေါ်ရဲဘော်ဂျိုမင်းအားကျွန်တော်တို့စပုတ် PDF ရဲ့မြန်မာမှာလည်းအလေးအနီးပြုမှတ်တမ်းတင်လိုက်ရပါတယ်။ရဲဘော်ရဲ့ဆုံးလုံးနေနာခံပေးဆက်ခဲ့ရမှုတွေအတွက်ကျွန်တော်တို့အားလုံးနဲ့အတူဒီနွေဦးတော်လိုင်းသမိုင်းကဘယ်တော့မှမေ့သွားလိမ့်မည်မဟုတ်ပါ။ရဲဘော်အေဂျင့်စွာအနာယူနေပါဒီတာဝန်တွေကိုထားခဲ့ပါတော့။ ဖဆက်ဂျမ်ဘတ်စစ်အနာရှင်ကိုအမြင့်ပြတ်ချေမုံရင်းနှွေဦးတော်လန်ရင်မှာကြဆုံသွားခဲ့ရတဲ့သူရဲကောင်းအာဇာနည်ကိုခြေကွဲဝမ်းနဲ့ဂုံယူလေးစားခြင်းများစွာဖြင့်အလေးနီပြူမှတ်တမ်းတင်နေတဲ့ Support PDF ရဲ့မြန်မာ YouTube Channel ကို နားဆင်နေကြရတာပဲဖြစ်ပါတယ်။ Support PDF ရဲ့မြန်မာ YouTube Channel ကိုကြည့်ရင်တော်လန်ရင်မှာတတောင်းတနေရာကနေပါဝင်နေကြဖို့ကိုလည်းတိုက်တွန်းလိုက်ရပါတယ်ခင်ဗျာ။ မြင့်မြတ်စွာကြာဆုံးခဲ့ရတဲ့သူရဲကောင်းအာဇာနည်တွေကိုမှတ်တမ်းတင်ကပီးမော်ကွန်းထိုးနေရခြင်းဟာမြမတွင်ဦးတော်လန်ဟီမှာရဲဘော်ရီရဲ့အသက်တွေဘဝတွေအိမ်မက်တွေကိုစွန့်လွတ်ပေးဆက်ခဲ့ရပြီးတိုက်ယူခဲ့ရကြောင်းတမန်ရဲ့စာမျက်နှာတွေမှာမှတ်တမ်းတင်ထားခြင်းလိုပဲဖြစ်ပါတယ်။ကြာဆုံးခဲ့ရတဲ့သူရဲကောင်းတွေကိုဘယ်တော့မှမမေ့ပါနဲ့။မြန်မာနိုင်ငံရဲ့ရမှာ Federal Democracy နိုင်ငံပေါ်ထွန်းလာရေးအတွက် အဖိနိကံပြည်သူနဲ့အတူတရားတဲ့ဘက်ကနေလက်နက်ကံရွေပဲဖြစ်စီလက်နက်မကံရွေပဲဖြစ်စီတိုက်ပွဲဝင်နေကြတယ်ပြည်သူကာကွယ်ရေးပေါ်များအတွက်ထောက်ဖို့ပြည်သူများအနေနဲ့ရရနေရာတွေကနေအုတ်တချက်သဲတဝင့်အနေနဲ့အမြဲမပြတ်ပါဝင်နေရဖို့ကိုလည်းစပုတ်ပြည်ရဲ့နေမှာကတိုက်တွန်းလိုက်ရပါတယ်အရေးတော်ပုံအောင်ရမည်